ုစိတ်သေးမှာမတိမတာခွဲခွာရမယ်သဘောပျက်စီးသွားမယ်သဘောကိုမမြင်မိတဲ့အတွက်ကြောင့်အမြဲတမ်းလိုလိုလို့စိတ်သေးမှာခင်းနေတယ်အဲ့ဒီအထင်မှားမှုရှိရနော်နေဆအဆွဲပေါ့အမြဲတမ်းလိုလိုဒီလိုနဲ့ဒီလိုနေရမယ်လို့ထင်းနေတယ်စိတ်ကတေချာတွေးကြည့်ရင်တော့မထင်ဘူးပေါ့အော်ကွဲရတယ်ဒါပေမဲ့ခက်တာကတေချာတွေးကြည့်တာများလားတွေးမကြည့်တာများလား တွေးမကြည့်ပါဘူးဒီတိုင်းလေးပဲနေလိုက်တာဒီတိုင်းလေးနေနေတဲ့အထဲမှာအဲ့ဒီမှားရင်မှုဟာရှိကိုရှိနေတယ်ဘယ်လိုမှားရင်လာတော့ခွဲရမယ်ဆိုတာကိုမမြင်ဘူးခဏပဲဆိုတာကိုဘုဖုံတို့မစင်သာမိဘူးဟုတ်လားအဲ့ဒီတော့မဖြစ်တော့ဆိုတော့အဲ့ဒီမတိမှုအဝိဇ္ဇာဘာကိုထပ်ပြီးတော့ဖြစ်ပေါ်စီတယ်လဲတိုးပွားစီတယ်လဲဆိုတော့လောဘကိုပဲထပ်ပြီးတော့ဖြစ်ပေါ်စီတယ်တန်ရောစင်ကိုပဲထပ်ပြီးတော့တိုးပွားစီဖက်တွယ်ထားမှုတွေကပိုးပြီးတော့ ခိုင်မြဲတယ်လို့ဖြစ်တယ်။အဲ့ဒါမျက်စိမှုကြုံလာပြီးကွက်ပါမှုကြုံလာပြီးဆိုအဲ့ဒီလိုပုံပုံမျိုးအကြီးကြီးပဲဖြစ်ရတော့ဒုက္ခဖြစ်ရတယ်။အဲ့ကျူတင်ပြီးတော့ဘုံတို့တွေကဒီအမှန်တရားကိုမလုပ်တာမလို့ဆင်ញံထားရတယ်။ဧည့်တယ်ပဲဇေယပုံခဏတွေ့တာ။ဘယ်ချိန်ထွက်သွားမလဲဘယ်သူမှမသိဘယ်ရောက်သွားမလဲဆိုတာလည်းမသိအဲ့ဒီခွဲခွာမှုကိုစဉ်းစားရတာစိတ်ထဲမှာ ယဉ်နီမှုဆိုတာကိုခေါင်းတို့စိတ်ထဲကအလုံးလိုယုံနေသွားတယ်။အကုန်လုံးကဒဇိန်နေပဲဆိုတဲ့အမြင်မှန်ရတယ်။ဘာလို့ရှင်သူ့လူကိုလူဟုတ်လားဒီလိုကလူချင်းဒီလိုကတော့ဘာလို့ဒဇိန်ခုခွဲခွာမှုကဒါပေချာစဉ်းစားကြည့်လူရင်းဆိုတာမရှိတော့တယ်လို့ဖြစ်သွားတယ်။ဟုတ်တယ်အခိုက်အတန့်လေးပဲနောက်တစ်နှစ်ဘလောက်အတွင်းမှာသူကဘယ်ရောက်သမှတောင်မသိတော့ တိတောင်တိခွင့်မရှိတော့ဘူးနော်အဲ့ဒီလူကြီးကတေဇာမှုကြီးဖြစ်ပါလေဟုတ်လားအဲ့ဒီခွဲခွာမှုကိုရှင်းသားလို့ဖြစ်တဲ့ညာလည်းပဲအလွန်မှကိုအားကိုးတိုက်တယ်တကယ်ကဟုတ်လားတရားမလို့ပထမဧလေဘုံတို့ရိုးရှင်းရှင်းနားလေရမယ်နော်လောကဇေယပေါ်မှာတတ္တဝါဧလေညာနော်အချင်းချင်းဘုံတို့တယောစဉ်နေနဲ့ဖက်တွေ့ထားမှုကိုလျှော့ချနိုင်မှုအတွက် ဧည့်တဲ့သဘာဝကိုစိတ်ထဲမှာအမြင်တောင်ကြိုးစားရမယ်ပေါ့ဟုတ်လားနောက်မှရှင်တယောစဉ်များတယောစဉ်များလို့ရှင်ပူရတယ်လောင်းရတယ်စိတ်ထဲမှာလေးလံမှုရှိတယ်နော်ဥပါဒံတရားအဆင့်ထိရောက်သွားမှဆိုရင်လေးလံတယ်စိတ်ကမတက်တာဘူးထမ်းပိုးထားရသလိုဖြစ်နေတယ်ကျုံနှောင်ခံထားရသလိုဖြစ်နေတယ်အဲ့ဒါတွေကိုဘုံဘုံတို့မလွန်အောင်လို့ရှော့ချပြရမယ်ဘလို့ရှော့ချပြရမှာလဲအခိုက်အတန့်မဲ့နော်ဒီလူနဲ့ဒီလူ ဒီလူနဲ့ငါအခိုက်အတန့်ပဲနော်ဒီသဘောလေးကိုဘုံတို့ကပိုင်ပိုင်နိုင်နိုင်စိတ်ထဲမှာမလို့မလို့အမြင်ရှင်းအောင်ကြိုးစားရမယ်ဟုတ်လားဒါနံပါတ်1ဘုံတို့နားလည်ထားရမယ်သဘောပေါက်ထားရမယ်ဧည့်တယ်တမျိုးပေါ့နော်ကိုကိုတိုင်းဘာဖြစ်နေတာတော့ဧည့်တယ်ဖြစ်နေတာနော်ဇေယပုံမှာနေတဲ့စိတ်နောက်ခက်တာခဏတဲခိုးတဲ့နေရာမှာနေတဲ့စိတ်မျိုးနဲ့ဘဝမှာနေနိုင်မယ်ဆိုရင်ပို့ပြီးတော့ပေါ်ပါတာပေါ့။မဒီနေရာငါနေရာမဟုတ်ဘူး။ ငါအမြဲနေဖို့နေရာမဟုတ်ဘူးငါခဏလေးလာတဲခိုနေတာဘုလိုတဲကိုကနေပါလေဟိုတယ်တွေပါလေနော်အချောင်းအားလျော်ဆိုတော့တဲကြခိုကြတာရှိတယ်အဲဥစဉ်နေတယ်ဟုတ်တယ်မဟုတ်လားဘယ်နည်းရပဲလေသူကပြီးရင်ဖတ်သွားမှာပဲသူတို့အရှင်မကြီးဓာတ်တွေရှိတယ်စိတ်ထဲမှာအဲ့ဒါတွေကတိတ်ပြီးတော့ကိုယ်ကိုမနှိမ့်ဆက်ခံဘူးဟုတ်လားအရှင်ဒီပြည်လုံးနေရင်လည်းပဲဒီလောက်ကြီးမဟုတ်ဘူးအရှင်ပြည်လည်းသူ့ကိုထားခဲ့ရမှာ ိတ်မမက်ဘူးပေါ့နော်အရှင်ပြေလုံးလည်းပဲတိတ်မမက်ဘူးဘာလို့ဆိုထားခဲ့ရမှာလို့သိတယ်အရှင်မပြေလဲစိတ်ထဲမှာတရားကြီးမရှင်ရဘူးအခိုက်အတန့်လေးပဲကွာအောင်အီးပြီးတော့တတလေးပဲနေလိုက်ပေါ့ဘာလို့ဆိုခဏနေရင်ထားခဲ့ရမှာအဲ့လိုခဏနေရင်ထားခဲ့ရမယ်ဆိုတဲ့အမြင်ကစိတ်ကိုလောက်တော့ပေါ်ပါစေလေအဲ့လိုလေးနေကြည့်ပါလားနောက်ကိုအိမ်ကိုဇေယကလေးတို့ရောထားငါမပိုင်ဘူးငါထားခဲ့ရမှာဘူးမှမပိုင်ပါဘူးတကယ်ဟုတ်လား ဒီသမာဝါလေးကိုဘုံတို့အချိန်ကြာကြာပိုင်ပိုင်နိုင်နိုင်တည်ပြီးတော့ဘုရားမှာပုတ်ပုတ်ပါပါလေးနေနိုင်မှုလိကျင်ရမှာနော်နံပါတ်မအဲ့တဲ့